မင်္ဂလာပါရှင်။မူတောင်းချနယ်ကနေပြောပြန်လေးကြိုဆိုလိုက်ပါတယ်။အော်တိုဘာလ9ရက်နေ့အတွက်စိတ်ဝင်စားပွဲကောင်းတဲ့အကြောင်းအရာတွေကိုဖော်ပြပေးတော့မှာဖြစ်ပါတယ်။ဒီစီဇန်လေးမစတင်ခင်မှာတော့မူတောင်းချနယ်ကို Subscribe နဲ့ Like ရန်ရှင်လေးလုပ်ပေးပါဦးရှင်။ပြည်သက်ကြီးမြန်မာနိုင်ငံမှာ2020တခုနှစ်ကနိုင်ငံရေးပြဿနာတွေဖြစ်လာခဲ့ပြီးနောက်ပိုင်းလက်နက်ကင်ပတိပခါဖြစ်ပွားမှု၄နှစ်ကျော်လာချိန်မှာ နနေကိုင်အဖွဲ့ဝင်တွေရဲ့အလင်းဝင်ရောက်မှုတွေဟာပုံပေါ်မြင့်တက်လာခဲ့တယ်လို့သိရပါတယ်။ PDF အမိကန်အကြံဖက်နနေကိုင်အဖွဲ့ဝင်တွေအပါအဝင်နနေကိုင်အဖွဲ့တွေရဲ့အလင်းဝင်ရောက်မှုတွေဟာတမရော့စစ်ကြောင်းတွေရဲ့နယ်မြေရှင်းလင်းမှုအချိန်မြင့်လာခဲ့ပြီးနောက်ပိုင်းတွေကပုံပေါ်များပြားလာခဲ့တယ်လို့ဆိုနိုင်ပါတယ်။ပြီးခဲ့တဲ့ဇွန်လနောက်ပိုင်းတွေကနနေကိုင်အဖွဲ့ဝင်တွေဟာလာစဉ်လာတိုင်းအလင်းဝင်ရောက်လာခဲ့ပြီးရောပြီးခဲ့တဲ့စက်တင်ဘာလတုန်းကလည်း နည်းကိုင်းအဖွဲ့ဝင်အနေဆုံး153ဦးအလင်းဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကလည်းပြည်ထောင်စုအကျိုးအတွက်ထပ်မံဖိတ်ခေါ်ချက်ဆိုရက်စာထုတ်ပြီးတော်ရဲက PDF တွေအစိုးရတပ်မတော်နဲ့ပူးပေါင်းလက်တွဲကြဖို့ဖိတ်ခေါ်ထားပြီးဖြစ်ပါတယ်။အလင်းဝင်ရောက်လာတဲ့လူတွေကိုလည်းစူကြီးငွေတွေချင်းမြင့်ပြီးတော့မိဘရှင်ကွင်းကိုပြန်လည်အနှံကကာကွယ်ဆောင်ရှောက်ပေးတဲ့ရှိပါတယ်။အခုဆိုရင်အမြင့်မှန်ရလို့ အလင်းဝင်လာသူဦးရေအနည်းဆုံးစုစုပေါင်း1200ကျော်ခန့်ရှိနေပြီးတော့ပြီးခဲ့တဲ့ရက်ပိုင်းကလည်း PDF အဖွဲ့ဝင်တွေအပါအဝင်နနေ့ကအဖွဲ့ဝင်တွေထပ်မံအလင်းဝင်ရောက်လာခဲ့တယ်လို့အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကလည်းအော်တိုဘာလ3ရက်နေ့မှာအခုလိုမျိုးသတင်းထုတ်ပြန်ထားပါတယ်ရှင် နိုင်ငံတော်အစိုးရဟာ PDF ပါဝင်အဖွဲ့အစည်းအမျိုးမျိုးအမိခံ၍လက်နက်ကင်စန့်ကျင်လျက်ရှိသည့်အဖွဲ့အစည်းများအတွင် ရောက်ရှိနေသူများအားဥပဒေပေါင်းတွင်သို့ပြန်လည်ဝင်ရောက်ရန်ဖိတ်ခေါ်ပြီးဥပဒေပေါင်းတွင်သို့ပြန်လည်ဝင်ရောက်လာကြသူများကိုလည်းလိုအပ်တဲ့ကူညီပံ့ပိုးမှုများဆောင်ရွက်ပေးလျက်ရှိရာနိုင်ငံတော်နှင့်တပ်မတော်ရဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုနားလည်သဘောပေါက်လာတဲ့ DPLA KMTL PNL ကိုကင်းဒီအမျိုးသားလွှမ်းမြောက်ရေးတပ်ပေါင်းစုနဲ့ PDF အမေရိကန်အဖွဲ့မှအဖွဲ့ဝင်30ဦးတို့ဟာလက်နက်ခဲယမ်းများနဲ့အတူဒီကနေ့မှဥပဒေပေါင်းတွင်းသို့ထပ်မံဝင်ရောက်လာကြပါတယ်။ အဆိုပါဥပဒေပေါင်းတွင်းကိုဝင်ရောက်လာကြတဲ့တိုင်းလန်လက်နက်ကန်အဖွဲ့များမှအဖွဲ့ဝင်များနဲ့ PDF အမိကန်အဖွဲ့များမှအဖွဲ့ဝင်များဟာအတင်းအဓမ္မစူးစောင်းခံရကြခြင်းအကြမ်းဖက်ပွဲများရဲ့အကျိုးစီးပွားအတွက်အပြစ်မဲ့ပြည်သူများနဲ့နိုင်ငံဝန်ထမ်းများအားချင်းချောက်ဖမ်းဆီးတပ်ဖြတ်ခြင်းစစ်ရေးပြစ်မှတ်မဟုတ်သည့်အခြေခံစောက်အုပ်များလမ်းတရများကိုမိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းစတဲ့အကြမ်းဖက်လုပ်ရများကိုလက်မခံနိုင်တော့ခြင်း အဆိုပါအဖွဲ့များတွင်မှာပင် လူမျိုးရေးခွဲခြားဆက်ဆံမှုနှင့်အဆင့်အတန်းခွဲခြား၍အချင်းချင်းဗိုလ်ချနှိပ်စက်တပ်ဖြတ်ခြင်းအရမမှုများကျူးလွန်ခြင်းအနည်းအစားဆင်းရဲ၍ပင်မဆင်းရဲစွာနေထိုင်ရခြင်းနှင့်တပ်မတော်ရဲ့တိုက်စစ်ကိုခုခံနိုင်ခြင်းမရှိဘဲစိတ်သက်ကြဆင်းလာခြင်းတို့အပြင်နိုင်ငံတော်နှင့်တပ်မတော်ရဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုယုံကြည်လက်ခံပြီ ဥပဒေပေါင်းတွင်ငြိမ်းချမ်းစွာနေထိုင်၍၎င်းတို့ကြောင့်နေနာဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရတဲ့နိုင်ငံတော်နဲ့ပြည်သူလူထုအတွက်ပြန်လည်အကျိုးပြုလိုခြင်းတို့ကြောင့်လက်နက်ကိုင်လမ်းစဉ်အားဆွံ့လပြီးဥပဒေပေါင်းအတွင်ပြန်လည်ဝင်ရောက်လာခဲ့ကြခြင်းဖြစ်ကြောင်းသိရပါဗျ။အဲဒီလိုဥပဒေပေါင်းတွင် ပြန်လည်ဝင်ရောက်လာကြတဲ့ DPLA အဖွဲ့ဝင်12ဦး၊ KNDF အဖွဲ့ဝင်1ဦး၊ PNL အဖွဲ့ဝင်4ဦး၊ကရင်နီအမျိုးသားလွတ်မြောက်ရေးတပ်ပေါင်းစုအဖွဲ့ဝင်1ဦး၊ PDF အမေရိကန်တပ်ဖွဲ့ဝင်12ဦး၊စုစုပေါင်း30ဦးတို့ကိုတာဝန်ရှိသူများကကြိုဆိုလက်ခံပြီးမိဘအုပ်ထိန်းသူများထံပြန်လည်လွှဲပြောင်းအနံပွဲကိုဒီကနေ့မှရှေးပိုင်းတိုင်းစစ်ဌာနချုပ်တန်လွန်ခမ်းမမှာပြုလုပ်ရာရွှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်တိုင်မူပုံမှုချုပ်နိုင်စောဦးနဲ့အဖွဲ့ဝင်များဌာနဆိုင်ရာတာဝန်ရှိသူများဥပဒေပေါင်းတွင်ပြန်လည် ဝင်ရောက်လာခဲ့ကြသူများနဲ့၎င်းတို့ရဲ့မိဘများတက်ရောက်ကြပါတယ်။ဥစားပြည်내ဝင်ကြီးချုပ်နဲ့တိုင်းမှုတို့ကအမှားစကားများအသေးသေးပြောကြပြီးတာဝန်ရှိသူတို့ကနည်းမြေတည်ငြိမ်အေဂျင်စီတရားဥပဒေစိုးမိုးရေးဆိုင်ရာပုံမှန်များနဲ့ပတ်သက်ပြီးအသိပညာပေးရှင်းလင်းပြောကြပါတယ်။ အရင်နောက်ဥပဒေဘောင်တွင်ပြန်လည်ဝင်ရောက်ခဲ့ကြသူများက၎င်းတို့နှင့်အတူပါရှိလာတဲ့ AK47 တလက် M22 သုံးလက်ခဲရက်နဲ့ဆက်ဆက်ပစ္စည်းများကိုလွှဲပြောင်းအနှံရပြည်내ဝင်ကြီးချုပ်နဲ့တိုင်းမှုတို့ကလက်ခံရယူကြပါတယ်။ ဲဒီနောက်ပြည်내ဝင်ကြီးချုပ်တိုင်းမှုနဲ့တာဝန်ရှိသူများကလက်နက်ခဲယမ်းများနဲ့အတူဥပဒေပေါင်းတွင်ဝင်ရောက်လာသူများအားဂုံပြုစုငွေများပေးရခါခံဝင်ကြိလက်မှတ်ရေးထိုးစေပြီးမိဘအုပ်ထင်းသူများထံပြန်လည်လွှဲပြောင်းအနှံပေးခဲ့ကြပါတယ်။ အဲဒီနောက်ဥပဒေပေါင်းအတွင်းပြန်လည်ဝင်ရောက်လာသူတအူးကကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါတယ်။ အဲ့ဒီလိုဥပဒေပေါင်းတွင် ပြန်လည်ဝင်ရောက်လာကြသူများအားပြန်လည်ကြိုးစိုးလက်ခံပြီးလိုအပ်တဲ့ကူညီပံ့ပိုးမှုများဆောင်ရွက်ပေးကမိဘအုပ်ထိန်သူများထံသို့စနစ်တကျပြန်လည်လွှတ်အပ်ပေးလျက်ရှိရာဥပဒေပေါင်းတွင်သို့ပြန်လည်ဝင်ရန်ဆန္ဒရှိသူများကြံရှိနေသေးကြောင်းသိရှိရပြီးဥပဒေပေါင်းတွင်ပြန်လည်ဝင်ရောက်လာသူများအနေဖြင့်နှီးစက်ရတက်စခန်းများနှင့်ရဲစခန်းများသို့အမြန်ဆက်သွယ်သတင်းပေးပို့လာပါကကြိုးစိုးလက်ခံပြီးလိုအပ်တဲ့ထောက်ပံ့မှုများပေးအပ်သွားမှာဖြစ်ကြောင်းနဲ့လက်နက်ခဲယမ်းများအတွက်စုချင်းငွေများပေးအပ်သွားမှာဖြစ် ြစ်ကြောင်းလည်းသိရပါဗျအရီလိုဥပဒေပေါင်းအတွင်းပြန်လည်ဝင်ရောက်လာသူများရဲ့စကားသံများကိုလည်းအခုကဲ့သို့ကြားသိခဲ့ရပါတယ်ခင်ဗျာကျွန်တော်ကတော့ရဆောင်မျိုးနဲ့ကြောက်ခုကြည့်ရမှာနေပါတယ်ကျွန်တော်ကြောက်ခုမှာနေတော့ဒီမှာမိသားစုနဲ့တောင်ရလောက် နေပါတယ်ကျွန်တော်ပြန်လာတဲ့အချိန်မှာ DBI PDF ခွဲစည်းပလောင်တွေကကျွန်တော်ကိုညာ7နှစ်လောက်မှာကျွန်တော်အိန္ဒိယရဲ့အချိန်မှာ လာပြီးတော့ဖန်စီခေါ်ဆောင်သွားပါတယ်အိန္ဒိယပစ္စည်းတွေလည်းအခုမှမကြံဘူးကိုယ်ယူသွားပါတယ်အဲယူသွားရဲ့ပြင်ကျွန်တော်ကိုလည်းဒဏ္ဍာလေးလတခိုင်းပါတယ်ကျွန်တော်ကကြောက်ကြောက်နေတော့လုံနေတာပေါ့ဒီ DBI အချမ်းဖက်ခွဲစည်းရတမတော်နဲ့အဆက်တွေပြန်လုံးလို့ရှိရင် ထိန်ချောက်တာပေါ့ကျွန်တော်တက်ဖြတ်မယ်ပြောတာပေါ့ဒီသားသူနဲ့ပြန်လဲစုံစည်းဖို့ဒီထဲမှာကြာနေလို့ရှိရင်ပေးမယ်စဉ်းစားလိုက်တော့ငါဒီထဲမှာမနေနိုင်ဘူးပြန်မယ်ပေါ့အဲ့လိုမျိုးစက်နေလို့ရှိရင်ကိုဘွားကိုတိုးတက်ရတိုးတက်ကြောင်းလည်းမရှိဘူးဆိုပြီးတော့ကျွန်တော်ထွက်ပြေးလာတမတော်ကဘလို့လို့ချိန်လည်းမချိန်ချောက်ဘူးလူတွေသားလည်းကြိုးဆိုတယ်။တော့တော့နော်ဆိုဒီသားမှာနေထိုင်တဲ့အတူတိုင်းသားအတူတိုင်း။တော့တော့ဒီမေးကျမ်းပတ်ဖွဲ့တယ် ောက်သွားရဲ့အကြောင်းရတော့အဖွားကျမရင်းနေမကောင်းလို့ညဖက်အပြင်ထွင်းနဲ့ဒီ DNA ကျမ်းဖတ်တမားနဲ့လမ်းမတူပြီးတော့တော့ဖန်စီခေါ်ဆောင်သွားခဲ့တယ်အဲအဲအဲ့ဒီဖန်စီခေါ်ဆောင်ပြီးတော့ကျွန်တော် DNA ကျမ်းဖတ်ဖွဲ့နေမှာ DNA ကျမ်းဖတ်ဖွဲ့တွေကိုလွဲပြောင်းထည့်ပေးလိုက်တယ်အဲ့ဒီမှာ DNA ကျမ်းဖတ်ဖွဲ့နေမှာကျွန်တော်ကိုစစ်တင်နယ်လေးလာပေးခဲ့တယ်ကျွန်တော်စစ်တင်နယ်လေးလာပေးပြီးတဲ့နောက်ပိုင်းမှာတော့နှုံချူတတားဆင်းနဲ့တောင်ဝန်ထမ်းဆောင်ခိုင်းခဲ့တယ် ကျွန်တော်တတားစင်းနဲ့တောင်ထမ်းဆောင်နေချိန်မှာလည်းပဲခေါင်းဆောင်ပိုင်းတွေဖြစ်ကြတဲ့လူတွေကတော့ဇာတူးစင်တန်ခွဲခြားတာတွေအာနာပြတွေနဲ့ဆဲဆိုတာတွေကိုလည်းကျွန်တော်အနေနဲ့တွေးခဲ့ရတယ်အဲ့လေကျွန်တော်ထွက်ပြေးဖို့ကြိုးစားခဲ့တော့လေပဲသူတို့ဒီပြန်ကြံဖက်ဖွဲ့နေမှမင်းတို့ထွက်ပြေးခဲ့ရင်မင်းတို့မိသားစုမင်းတို့ညီကောင်မောင်နှမတွေကိုငါတို့မင်းတို့လောက်သလိုလောက်ခိုင်းမယ်ဆိုလို့ကျွန်တော်နေနဲ့မထွက်ပြေးရဲခဲ့ဘူးအဲ့နဲ့အောင်းအီးပြီးနေခဲ့တယ်ဒါနဲ့ဒီနေ့6လပိုင်းလောက်မှတက်မလို့ဖက်ကနေမှနောက်ဆုံးမျိုးပြန်လဲထိန်းချုပ်နိုင်ခဲ့တဲ့အတွက်ကျွန်တော်မိသားစုလည်းပဲ ဒီပြည်ကျန်းဖတ်ဖွဲ့ရန်ဒီမှာကီလိုဒါဖြစ်တဲ့အတွက်မီတာစုစိတ်ချလူကြီးစားနဲ့နောက်ချုံမှာထားပြီးတော့ကျွန်တော်ဒီပြည်ကျန်းဖတ်ဖွဲ့ရန်ဒီမှာထွက်ပြေးပြီးတော့ခုလိုလင်းလာဝင်ရောက်တဲ့ဖြစ်တယ်။ဟောခုလိုလင်းရောက်တဲ့အချိန်မှာလည်းပဲတမတော်ဖန်ရန်ဒီမှာနူးနူးထွေးထွေးနဲ့ကုမီတာစုကွန်ကြီးကူလိုပဲအကျိုးဆူပြီးတော့ဆက်ဆံနေအဲဒီတော့တမလို့နားမနေချိန်မှာလည်းပဲခုလိုမိသားစုလူပွားလိုလုံခြုံမှုပေးခဲ့တဲ့အတွက်ကျွန်တော်အရမ်းဝမ်းသာပီတိဖြစ်ရတယ်တကယ်တော့တမလို့ဘက်ကရိတ်နှက်ခြင်းလည်းမရှိပါဘူး ဒီလိုထောင်လေးပိုင်လည်းမချဘူးနုနုထွေးနဲ့ကျူဆူနေတဲ့လူဝင်ဖို့အတွက်နုနေနဲ့တိုက်တွန်းလိုပါတယ်